ကမ္ဘာတက်ကြီးရေအိုနဲ့အထိမ်းအမှတ်ဖြစ်မြရိခန်းအကွင်းကလေးကျွရတက်ကြီးပူဇော်ပွဲပြုလုပ်ရမှာ အသက်100ကျော်အရွယ်ခင်အဖိုးအိုတို့ပါဝင်ခဲ့ပါတယ်ခွန်မသာတင်ဆက်ထားပါရရှင်ကျိုးဒူချန်ဒူပေါင်းဒူနေဒူတက်ကြီးဒူတက်ဒူလဲလဲတီတီပါလဲကိုကိုပါအတိုဘလာတရနေ့မှာကြာရောက်တဲ့ကမ္ဘာတက်ကြီးရေအိုများနဲ့အထိမ်းအမှတ်ဖြစ်ခရင်ပြည်နယ်မြောက်ဒေသခရိုင်အတွင်းကွင်းကလေးကျေးရွာမှာတက်ကြီးရွယ်အုပ်ပူဇော်ပွဲကျင်းပခဲ့တာပါ အဲ့ဒီတက်ကြီးပူစောပွဲကိုမြောက်တွေရွှေပါရမီအခမဲ့ဆေပိခံကဦးစီးကျင်းပတာဖြစ်ပြီးအဖောက်ဦးငါဦးနဲ့အဖိုးဦးလေးဦးတို့ကိုပူစောကတော့ခဲ့တာဖြစ်ပါတယ်ကျမတို့ရွှေပါရမီအခမဲ့မြေတားစီကံမိသားစုများအနေပြီးတော့ဒီအတွင်းကွင်းကလေးကျေးရွာမှာရှိတဲ့အဖိုးအသက်100နဲ့တစ်နှစ်ပြီးတော့အသက်90ကျော်အဖိုး က်80ကျော်ဘိုးဘွားတွေကိုကျမတို့ရှိပါတမီခမ်းမဲ့မြေတားစည်းကမ်းမိသားစုများအနေပြီးတော့လာရောက်ပူဇော်ကတော့ကြီးဖြစ်ပါရှင်။ကပတ်တက်ကြီးရွယ်အိုများနှစ်အထဲမှာဖြစ်စေတနာရှင်တွေဟာမြို့တွင်ကတက်ကြီးတွေကိုပဲပူဇော်ကတော့လက်ရှိတာပါ။ဒါပေမဲ့ဒီနေ့မှာခြောက်ရောက်တဲ့ကပတ်တက်ကြီးရွယ်အိုများနှစ်မှာရွှေပါရမီအခမဲ့စေခံကလူသူသွာလာနေတဲ့အတွင်းကွင်းကလေးကျေးရွာကိုရွေးပြီးတက်ကြီးတွေကိုသွားရောက်ပူဇော်ခဲ့ပါလေ။ဝိပါနောက်ကဝိပါခိုင်းစက်ခူးတော့ အခုလိုလာကတော့တာပထမအဆုံးအကျင့်ဖြစ်ကြုံရလို့ဝမ်းမြောက်တဲ့အကြောင်းလာရောက်လူတန်းပေးတဲ့စေတနာရှင်တွေလည်းကြီးမားတဲ့အကျိုးတရားကိုခံစားရစေတယ်လို့အသက်တရာကျော်ရှိတဲ့အဖို့ကြီးကကောင်းချီးပေးဝေမျှခဲ့ပါတယ်ကျွန်တော်ခွန်ပါတာပါ